မင်္ဂလာပါရှင်အလုံးရှိကံရှိတဲ့ကျမတောင်ကြီးတစောင်းတိုင်းပွဲကိုသွားလိုက်ပါအောင်မယ်နော်ကားလက်မှတ်တွေကတလားလောက်တော့ကြိုပြီးတော့ဝယ်ရတယ်လိုင်းမောင်အပဲဝယ်တာမို့လို့တချို့ဆိုင်တွေကလိန်နေရှိတယ်ဆိုတော့တစ်ချက်လောက်လေးတော့တတိထားပေးနော်တယောက်တည်းဆိုတော့မနက်ကားပဲစီးလိုက်တယ်မနက်၈နာရီတည်းကစီးလိုက်တဲ့ကားကည၈နာရီမှတောင်ကြီးကိုရောက်တယ် တဲဖို့အခက်ခဲတွေရှိတဲ့အတွက်ကြောင့်မို့လို့အောင်ပန်းကလောတီတော်မှာဆင်းပြီးတဲရတယ်။ဒါပေမဲ့ကိုမာကတောင်အောင်မှာအိမ်ရှိတဲ့အတွက်ကြောင့်မို့လို့အိမ်ကိုပဲပါခဲ့တယ်။ည၈နာရီကျော်ဆိုတော့အိမ်ကထွက်ဆောက်ပြီးတယ်။ချီလာစွာသောယောက်မနဲ့ယောက်မကလာပြီးတော့ကြိုပြီးတယ်။ တောင်ကြီးမှာအလုံးလုံးနေတဲ့တငယ်ချင်းကအမြဲတမ်းပဲဒီ traffic တည်င်းကိုပေါ့နော် update လုပ်ပေးတယ်အဲ့တော့စောစောလာကြစောစောလာကြခုတည်းကပြိတ်နေပြီကထိန်နေလှဲ့နေပြီလို့ပြောနေတဲ့အတွက်ကြောင့်မို့လို့နေ့လေတနားရီလောက်တည်းကနေတောင်ကြီးကိုတက်ခဲ့တယ် ဝဲစရာလေးတွေရှိလို့တောင်ကြီးထဲမှာလက်ပတ်ဝဲနေရင်းနဲ့နှစ်နာရီနှစ်နာရီခွဲလောက်ဖြစ်သွားတဲ့အချိန်မှာဒီမိကုန်းပြန်ကွင်းကိုတွားဖို့နေရာကကားတွေကပိတ်နေပြီရင်ကျော်ဘလောက်ပိတ်ပြီလဲဆိုလို့ရှိရင်ရင်အားနှစ်ထပ်သုံးထပ်တောင်ဖြစ်ပြီးတော့မှရင်ထင်းရဲတောင်မှဘလို့မှမနိုင်တော့ဘူး license ရှိတဲ့ကားတွေကိုပဲကားဝင်းထဲကိုပေးဝင်ပြီးတော့မှ license မရှိတဲ့ကားတွေကတော့ကားဝင်းအပြင်မှာအစီအပြေနေရာမှာရက်ကြတယ်ပေါ့နော်ပြီးတော့အထဲကိုဝေးပြီးလမ်းလျှောက်ကြတယ် တမိုင်လောက်တော့ရှောက်ယူရတယ်ဒါပေမဲ့သွားရင်ဟိုကြည့်ဒီကြီးနေဆိုတော့အဲပျော်ဖို့ကောင်းတယ်အဲအထဲကိုဝင်ရတယ်ဆိုပြီးတော့ဂုံစားပါနဲ့အထဲမှာကားတစ်စီးကို9000စိုက်ခဲတစ်စီးကို2000ဆိုပြီးတော့မှရင်းရက်နာခံကောက်ယူပါတယ်ပြန်တဲ့ခါကျရင်လည်းဒီလိုမျိုးပိတ်တက်တဲ့အကြောင်းမို့လို့အဲဖြည်းဖြည်းလေးနဲ့လှိမ့်ပြီးတော့ပဲပေါ့နော်ပြန်လာပါတယ် အခုကတော့အားလုံးကသူ့လိုကိုယ်လိုပဲပေါ့နော်လမ်းလျှောက်ပြီးတော့ဝင်လာကြတယ်အဲတခုကတောင်ကြီးမှာခုချိန်ဒီလုံးဝမအေးသေးပါဘူးည9:00နာရီလောက်ထိကတီရှပ်လေးနဲ့ပဲနေလို့ရတဲ့အခြေအနေပေါ့နော်ဖက်ရှင်နဲ့ဂျုံပြီးတော့မှအနှွေးတွေဒီဟူတီတွေမှာဖလာတွေဝတ်လာမယ်ဆိုလို့ရှိရင်တော့ချွေတလုံးလုံးဖြစ်နေမှာပါ အခုကကွင်းထဲကိုမြင်ရအောင်ဆိုပြီးတော့မှဒီဘက်ပေါ်တော့ဘောင်းလောက်ထားတဲ့နေရာနေမှသူများနဲ့တူတူသွားပြီးတော့မှနေရာယူလိုက်တယ်ထိုင်ဖို့အတွက်ကို အခင်းနေယူခဲ့ပေါ့နော်လူတွေတဖြည်းဖြည်းများလာတာရဲ့ထိုင်နေနေရလဲသူအောက်ကအဆူဆိုတော့လေတဖြည်းဖြည်းဆူလာတာနဲ့တွဲချောင်းမို့လို့ဒီ100%ဘားမှာ reserve လုပ်ထားတဲ့တွဲချောင်းမို့လို့ဒီဘားကိုပဲလာခဲ့လိုက်တယ်ဒီဘားကနေလဲကွင်းထဲကို အကုန်လုံးမြင်ရတယ်ပေါ့နော်အဆောက်လေးနည်းနည်းခံနေရတော့ရှိတာပေါ့ဒီဘားမှာကရှီဆုံးပါဆိုလို့ရှိရင်ထိုင်ကြီးက၄သိန်း၆ရောက်ထိထိုင်လို့ရတယ်ဘီယာတာဝါပါတယ်ဖုတ်၃ပွဲပါမယ်ရေး၅ပွဲပါမယ်နောက်ဝိုင်းနေမှာဆိုလို့ရှိရင်တော့တယောက်ကို၃တောင်းနဲ့ကိုစားတလောက်ကိုရှဲပေါ့နော်အဲ့လိုမျိုးထိုင်လို့ရတယ်ဒီတဲကအစားတောက်တွေကတပွဲကို2000 1000ကအနည်းဆုံးမို့လို့ ဝင်းပေးနာမှာရှိတဲ့ဘားတွေမှာသွားစားကြည့်မယ်ဆိုပြီးအောက်ဆင်းပြီးတော့သွားခဲ့တယ်။ဒီမှာ temporary ဘားလေးတွေရှိရပေါ့နော်။အပေါ်တက်မှာလည်းသူရနေရာလုပ်ပေးထားတယ်။အဲ့ဒီဘားကနေမှာအထဲကိုကြည့်ချာကြည့်လို့ရတယ်။ဒီနေရာကကွင်းနဲ့နေတဲ့ခါကျတော့ပို့ပြီးတော့မှမြင်ရတယ်။ဒါပေမဲ့နေရာလေးတွေကအရန်ချင်းနဲ့ walking ဝင်တဲ့နေရာတောင်မှတယောက်ကို3000ယူတဲ့အစားတောက်တွေကလည်းလက်ဖက်တမင်တပွဲကို1000လောက်တော့ charge ယူတယ်ပေါ့နော်။အဲ့ဒါနဲ့ ချိန်နေကြတာနဲ့မျှပေါ်နော်နေရလည်းလုံးဝမရဘူးလူတွေလည်းတရွေ့ရိပ်ဖြစ်နေရဆိုတော့ခုနက reserve လုပ်ထားတဲ့100%ဘာအိုပဲပြန်ပြီးတော့သွားခဲ့တယ်။အဲကနေပဲဖွင့်ပွဲခန်းသားကိုကြည့်ခဲ့တယ်ဒီကနေ့ကတော့ဒီကနေ့ကတော့ဒီကနေ့ကတော့ လူတွေကတော့လုံးဝကိုကြိတ်ကြိတ်တို့ပါပဲဒီမိဘုံပြန်ကွင်းတဝိုက်မှာတော့ပုံလိုက်လုံးဝမမိပါဘူးပုံလိုက်တွေကိုဖြတ်ထားပါတယ်လူကြီးလမ်းကြောင်းရှိရပေါ့နော်လူကြီးရှိရဆိုပြီးတော့မှလုံးဝဆက်သွယ်လို့မရပါဘူး ညတိုင်းမှာတော့မီးပုံးပြန်ဘယ်နှလုံးတွေ့မလဲဆိုတဲ့ဟာကိုတော့အဲသူတို့ဟိုတိုင်းတေဘယ်လေးထုတ်ပေးထားတယ်ပေါ့နော်အဲရမ်းနေပါတဲ့ဟာကိုမီးကြည့်လို့ခေါ်ပြီးတော့မှအဲစလုံးအလှလေးတွေနဲ့ဒီလွင့်တင်တဲ့ဟာတွေကိုကြာတော့စိတ်နှပန်းလို့ခေါ်တယ်ပေါ့နော်ဒီမီးကြည့်ကိုမှိုင်းဝါတဲ့အခါမှာအောက်ကနေမှဒီမှာရမ်းစင်ကိုလာပြီးတော့သူတို့တွဲဆက်ပြီးတော့ချိန်တယ်ပေါ့နော် ပြီးတဲ့ခါကြလို့ရှိရင်เนาะလှလှပပနဲ့ထွက်သွားတဲ့ဟာကိုအားလုံးကပျော်ရွှင်စွာကြည်ကြတယ်။ ချင်ရာကိုအပိုင်ရင်နာပြော ေးပြင်းမှလည်းအဲ့လိုမျိုးပေါ့နော်မိသားစုဆင်ပြီးတော့မှအင်ကက်ကြည့်ရတာကိုလည်းသဘောကျပြီးတော့အောက်မှာတည်ကြသလိုမျိုးကိုတွေကတော့အနေကိုကြောက်လို့ပေါ့နော်ဒီဘက်ပါမှာအေးစစ်စစ်ထိုင်နေကြည့်တယ်အခုတောင်မှလည်းကိုရဲ့ခေါင်းမှာတိတ်တိတ်ရောက်ပြီးတော့မှမဖြစ်ဘူးနော်ခေါင်းမောက်ချတော့ဘယ်လိုခံစားချက်တွေရလဲ ုင်းတဲ့ဘာက unplug ပါတာမို့လို့အဲသူတို့လှည့်ကြခြင်းဆိုတဲ့ဟာကိုလည်း enjoy လုပ်ခဲ့တယ် ခွဲ9နာရီတည်းကရောက်နေတာဆိုတော့အပေါ်မှာလည်းထိုင်တာချစ်ကြာနေတဲ့ခါကျတော့အောက်ဘက်မှာဆင်းပြီးတော့မှလမ်းလျှောက်ခဲ့တယ်။အပေါ်မှာစားတောက်လေးတွေကအစုံလည်းမရသလိုဈေးတဲ့ကြီးတဲ့ခါကျတော့ဒီပွဲစည်းတဲ့မှာရောင်းတဲ့မုတ်ကလေးတွေကိုဝယ်ပြီးစားခဲ့တယ်။ငါးသမင်းနဲ့ဟင်းထုတ်တွေကိုလည်းရတာရှိတယ်များသောအားဖြင့်ကအထောင်းတွေပေါ့နော်အကင်တွေကိုရီးယားကင်တွေအဲ့ဒီဟာတွေကပိုများတယ်စိန်နဘန်းရဲ့ မိကြည့်ရကသူကအလဲကြပေါ့နော်သူအထွန်းရတယ်ကြိုင်ရတယ်ဘာမကတချင်းသားထောင်းတပုံရိုက်ချင်းတဲ့သူတွေကအရှိထွက်ပြီးတော့ရိုက်ပြီးသွားလို့ရှင်ကိုယ့်နဲ့ကိုပြန်တိုင်းချင်းသားထောင်းဒီကိုမြန်ကြည့်အဲ့လိုမျိုးပဲအချိန်ကြီးကုန်ဆုံးခဲ့ရပေါ့နော်ဒီပွဲခင်းတဲ့ဘက်ကိုလည်းတွားခဲ့တယ်လူတွေကအများအများပြီးတော့မှလည်းတွန်းတွန်းတိုက်တိုက်တွေကလည်းအများကြီးပဲရှိတယ်ပြီးတော့ဘီယာဆိုင်တွေလည်းအများအများခါကြအားလုံးကတော့တောက်ဆာနေကြတာပေါ့နော်ကိုယ်အနေနဲ့လည်းတော့ကိုယ်တတိထားပြီးတော့တွားလာပေါ့ အဲပွဲခင်းတဲ့အနည်းဆုံးနေရာမှာလဲဟိုဟာတိုင်ကန်းရှိတယ်ပေါ့နော်အပြန်ဝင်မေးကြည့်လိုက်တဲ့ခါကျတော့လေသူတို့ကအဲဒါ6ရောက်ဝိုင်းအောင်လေ၄သိန်းခွဲလိုမျိုးပဲယူတယ်ဒါပေမဲ့ဒါကနောက်အခုပါတယ်ပေါ့ဖူးတော့မပါဘူးအဲဈေးနှုန်းလေးတွေကတော့အလောက်ဝင်ကျင်ပါပဲ ူတို့မိရမ်းနေပါတယ်ပေါ့နော်စိန်ကိုဒီမှာပလတ်စတစ်နဲ့တေးချအနေရမဖြစ်အောင်ကာပြီးတော့မှတေးလာခဲ့ကြတာနေပုံးပြန်တလုံးတလုံးရဲ့ဈေးကလည်း3300ကအနည်းဆုံးပဲเนาะရဲ့အလှဆုံးတို့အကောင်းဆုံးဆိုတဲ့နေပုံးပြန်တွေကလာပြင်းနေတို့ပိတ်ပွဲတို့အဲ့လိုနောက်ကျတဲ့ရက်တွေမှာမှတွင်ကြတယ်လို့ပြောတယ် ီပန်းချယ်ဆိုတဲ့လေစိတ်နှပန်းအရင်စဝင်စားဖို့ခေါင်းနဲ့သူကလေစထုံးနေရလေတက်မလို့လို့မတက်မလို့လို့တက်မလို့လို့မတက်မလို့လို့နဲ့အာအကြာကြီးပဲဖြစ်နေအဘေးနားတယောက်ကပြောပြပါတော့ပုတ်ပူးတဲ့အောက်ကားတဲ့တွဲထားတဲ့ဟာကအရင်များနေလို့တဲ့သူကတဲ့မတက်တာတဲ့အဲ့လိုပဲအဲ့နောက်ကတော့တပြေးပြေးတော့သူကတက်သွားရှာပြီ တက်သွားပြီလို့ပြောကမှာပဲကိုရဲပါတက်ပေါ်တော့အနောက်ဘက်လည်းကြောကြောမှာပြန်ပြီးတော့အောက်ကိုကျလာတယ်။အောက်ကဝိတ်ကအရင်လေးလို့ပြောတယ်။现在。 နောက်ကြတော့မိသက်ကားတွေပါသူတို့နောက်လိုက်သွားပြီးတော့မှဒီအောက်ကပေါ်တော့ပန်းချင်ဆိုတဲ့မိဆိုင်ကြီးကိုဖြုတ်ချလိုက်မှပဲဒီမိဘုံပြန်ကအပေါ်ကိုပြန်တက်သွားတော့တယ်။တောက်စားစားနဲ့တွေ့သမျှဟာလေးလည်းအကုန်စားတော့တာပဲ။လူရမ်းများလုံးတဲ့ခါကျတော့ပါလူလူလည်းမပြောနိုင်တော့လိုက်လည်းမကြည့်နိုင်တော့စားချင်တာစားပဲ။ ့ဝဲရဲ့မှာည7ခွဲလောက်လဲကြာတော့ဒီမိုးပြံမှုပေါင်းနေရလွတ်တင်တာကုန်သွားပြီပေါ့နော်အစီအစဉ်ပြီးသွားတဲ့ခါကျတော့အားလုံးပြန်ခဲ့တယ်ကိုယ်တွေလည်းပွဲခင်းတဲ့အနေဖြတ်ပြီးတော့မှပြန်လာခဲ့ကြတယ် temporary ဘားလေးတွေကတော့ DJ နဲ့ဆက်ပြီးကပြီးကြံခဲ့တယ်ပေါ့နော်နေတဲ့လူတွေကလည်းနေခဲ့ကြတော့မယ် အလုံးပြန်ဆင်းလာတဲ့အချိန်မှာလေတတိတခုပြီးကျင်းလာတာတောင်ကြီးအစဲမှရှိတဲ့ရေတကုံလိုဖြစ်နေတဲ့ဟာကလေရေတကုံမဟုတ်ဘူးเนาะအဲ့ဒါရေစိုးမြောင်း